Hello အားလုံးပဲမိင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့မနက်ခင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းအရွှေ့တွေနဲ့သတင်းတွေအကြောင်းကိုကျွန်တော်ဆွေးနွေးကြပါမယ်။ဆိုတော့အတင်းကလက်ရှိမှာသွေးပူနေတဲ့ကာလဆိုတဲ့အခါကျတော့သတင်းတွေကတော့အမျိုးမျိုးကျွန်တော်ထွက်ကြတာပဲ။အတိုင်းအတာတစ်ခုဒီအချိန်ပြီးလို့ရှိရင်တော့တချို့အရာတွေကတည်ငြိမ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တချို့တည်ငြိမ်ကငြိမ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အပြောင်းအရွှေ့အကြောင်းတွေကိုကျွန်တော်ကြည့်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ။အခုလက်ရှိကာနာချိုရဲ့အပြောင်းအရွှေ့ကကျွန်တော်ပြန်ပြီးတော့ထလာပြန်ပြီ တော့ဒီနေရာမှာ Telegraph ကနေပြီးတော့ report လုပ်လာတဲ့သတင်းတစ်ခုကျွန်တော်ရှိတယ်။ Manchester United ကဂါနာချူအတွက် ပေါင်သန်း60ဝန်းကျင်ကမ်းလှမ်းမှုရခဲ့မယ်ဆိုလို့ရှိရင်လက်ခံစဉ်းစားသွားဖို့ရှိတယ်ပေါ့။ Chelsea နဲ့ Napoli ရဲ့ဘက်ကတော့ဂါနာချူကိုစိတ်ဝင်စားဖို့စိတ်ဝင်စားလျက်ရှိနေတယ်။ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကတုန်းက Napoli ရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းမှုနှိစက်ခဲ့တယ်လို့အခုလက်ရှိမှာလည်းအခွင့်အရေးပြန်ရှိလာပြီဖြစ်တဲ့အတွက်ပြန်ခေါ်ဖို့ကြိုးပမ်းမယ်ပေါ့ ။နောက်ဆိုတော့ Chelsea ဘက်ကတော့စိတ်ဝင်စားတဲ့အခြေအနေတစ်ခုပဲပေါ့ဗျာ။ဆိုတော့ဒီဒီအပြောင်းအရွှေ့ကဟိုကျွန်တော်တို့ကြားထဲမှာဆိုလို့ရှိရင်ပြောစရာကဘယ်လိုပြောမလဲ။ Okay ဈေးတန်လို့ရှိရင်တော့ရောင်းဆိုတဲ့ပုံစံမျိုးပေါ့နော်။ကျွန်တော်ကတော့ဗျာ Chelsea တို့ဘာလို့ကိုလက်လှုပ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင်တော့အသင်းအနေနဲ့အမှားကြီးမှားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီနေရာမှာ Chelsea ပြည်သက်တီသဘောကြတာမကြတာ၊ကာနာချိုကိုကြိုက်တာမကြိုက်တာကဒီကြောင်ဒါပေမဲ့လို့ကိုရီကဒီဒီဘယ်လိုပြောမလဲ United အနေနဲ့ကိုယ့်ရဲ့ပြည်တွင်းပြိုင်ဘက်ကို ကိုကစားမကောင်းတယောက်ရောင်းချတော့မယ်ဆိုလို့ရှိရင်ဒါဖြစ်တဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးအတင်းဘက်ကတခြားပြည်ပကလပ်တွေကိုကျွန်တော်ရောင်းချဖို့ကျွန်တော်ကြိုးပမ်းမှာနော်တန်း60ရတာချင်းတူတူကတော့ကိုနဲ့ဓာတ်ရိုက်ပြိုင်ဘက်ကိုကျွန်တော်ဘာကြောင့်ဟုတ်တယ်မလားကိုဘာကြောင့်ကျွန်တော်အနေနဲ့ရောင်းမလဲနော်ဟိုဘလောက်ပဲပူပြီးပူပြီးဗျာအတင်းအနေနဲ့ပြည်တွင်းပြိုင်ပွဲတွေကိုရောင်းချတော့မယ်ဆိုရင်ဒိုင်းနာတစ်ခုတည်းကျွန်တော်ခက်ခဲအောင်ကျွန်တော်လုပ်ရမှာနာပိုလီကိုရောင်းချတာပြဿနာမရှိဘူးနာပိုလီကိုရောင်းချမယ်ဆိုလို့ရှိရင် ဒါပါတော့ကစားမရဲ့ကန်တာကသူကိုယ်တိုင်အီတလီသွားချင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါတပိုင်းတကန်ကယူနိုက်တက်အနေနဲ့နာပိုလီကိုရောင်းချမယ်ဆိုတန်း60လောက်နဲ့ရလို့ရှိရင်ကိုမစူးလို့ကျွန်တော်ပြောရမှာပဲ။နောက်ပြီးခဲ့တဲ့ဇန်နဝါရီလုံးကဖြစ်တော်မှာပြောင်းရွှေ့ကကစားသမားနဲ့ကျွန်တော်နာပိုလီကြားပဲကြံတာဆိုတော့ကိုဒီနဲ့ယူဒီနာပိုလီကြားကအခြေအနေကတော်တော်ကောင်းတဲ့အခြေအနေမျိုးလို့တော့ကျွန်တော်ပြောရမယ်။ဒါလိုမျိုးဆိုတော့ဂါနာချူကိုပေါင်တန်း60လောက်ရလို့ရှိရင်တော့အတင်းပတ်ကလက်ခံစဉ်းစားသွားဖို့ကျွန်တော်ရှိတယ်။ အခုလိုတော့တူကိုစိတ်ဝင်စားနေတာက Chelsea နဲ့ Napoli ပေါ့နော် Chelsea နဲ့ Napoli ဆိုတော့ Chelsea ဘက်ကတော့ဒီအမှန်ကန်ကျူးပန်းချိန်မှာကျူးပန်းလာမှာပေါ့လေကာနာချူကအသက်ငယ်သေးတာဘာညာနဲ့ဆိုတဲ့ခါကျတော့သဘောကျတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့အည်သွေးရသူတို့မှကသာပါတော့ဗျာဒီလက်ရှိဆန်ချူကိုလည်းသူတို့ကပြန်လှုပ်မယ်လို့ဘာလို့သတင်းတွေကကျွန်တော်ထွက်နေတာနောက်တအပြင်ဘူဒရစ်တို့ဘာလို့ကစားမတွေကလည်း suspended ဖြစ်ထားတာတွေကိုသူတို့ left wing မှာဆိုလို့ရှိရင်သူတို့ကအမှန်ကန်ကစားမလိုနေတာဒီတော့သူတို့ကာနာချူကိုလူချင်းတဲ့သဘောမျိုး တော့ကျွန်တော်ကတော့အမှန်ကန်ကျူးပန်းလာဖို့ကတော့အချိန်ကြီးနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်နာပူလီကိုပဲကျွန်တော်စောင့်ကြည့်ရမယ်နာပူလီရဲ့ဘက်ကတော့ဟာနာချူကိုအမှန်ကန်ကျွန်တော်တို့ကခေါ်ဖို့အတွက်ကျူးပန်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ညီကိုရောကျွန်တော်တို့နော်ဂနာချူကိုတန်း60လောက်ကြရင်ရောင်းချတဲ့နေလို့ထင်ကြတာတကူတော့ရှိတယ်နော်ကိုဒီမှာ left wing player ကမရှိဘူး left wing player ကအလောက်မရှိဘူးဆိုတော့ဂနာချူကိုကျွန်တော်တို့အမှန်ကန်ရောင်းချတဲ့နေလို့ကျွန်တော်တို့ထင်ကြလာခဏလေးနော် တခုကဗျာအဓိကကျွန်တော်တို့ကဘယ်သူနဲ့ပြန်အစားထိုးမှလဲဆိုတာမူတည်ရေးတိလားအဲ့ဒါအဲ့ဒါအရေးကြီးတယ်ဘာလို့လဲဆိုတော့ရောင်းတာပြည့်တနာမရှိဘူးဗျာမင်းရောင်းခြင်းရောင်းဟုတ်တယ်မလားနော်ဒါပေမဲ့လို့ပြန်ခေါ်နိုင်မှာလားဆိုတာကျွန်တော်တို့အဓိကဗျာဟုတ်တယ်မလားကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိရင်မလောက်ဘူးဗျာကာနာချူရှိတာတော့မှအတင်းရဲ့လူစင်ကမလောက်ဘူးစဉ်းစားကြည့်တိုက်စစ်မှာဆိုလို့ရှိရင်ဂျူဂျူအဇစ်ဇီရှိမယ်နောက်ပြီးလို့ရှိရင် Resma Whiteland ရှိမယ်တိုက်စစ်မှာနှစ်ယောက်လုံးကဘလို့မှအဆင်မပြေဘူး ပြီးရင်ကျွန်တော်တို့ကဂါနာချိုရှိမယ်အာမက်ဒီယာလို့ရှိမယ်ဒါပဲဗျာဒါပဲမေဆန်မောင်းလို့ဘာလို့ကထပါတော့နေရုနံပါတ်10ကစားတယ်ဘာညာဒါပဲအသင်းမှာလူကမလောက်ဘူးညီကတို့ဒီယာဒီကိုပဲကျွန်တော်တွေ့ပြီးသွားပြီအသင်းမှာလူမလောက်ဘူးဆိုတော့ဂါနာချိုလို့ရှိနေတဲ့အချိန်ဒီတောင်မှကျွန်တော်တို့ကနောက်ထပ်မတ်ဒီစ်ကွန်ညာတို့ဘာလို့လူကစားမတွေကိုထက်ခေါ်ဖို့ကြိုးပမ်းမှာအဲ့ဒါကိုကိုရီးယားမကြိုးပမ်းနိုင်ဘူးမကြိုးပမ်းနိုင်ဘူးဒါကြောင့်လက်ရှိအသင်းတဲ့အရေးကြီးတာဒီ လက်ရှိကစားမားတွေကိုတချို့ကစားမားတွေကိုရောင်းချတာနားလေတယ်ပေါ့ထားပါတော့ market stretch ဘူးတို့ကအတင်းအနာကက် mmorin အနာကက်ထဲမှာမပါတော့ဘူးဆိုတော့ကျွန်တော်ရောင်းချခြင်းနဲ့ပြဿနာမရှိဘူးအဲ့ဒါမလားနော်အန်တိုနီဆန်တိုစတူကိုအငှားချထားတာရောင်းချခြင်းနဲ့ပြဿနာမရှိဘူးဆန်ချူတို့ကိုရောင်းချခြင်းနဲ့ပြဿနာမရှိဘူးဒါပေမဲ့လို့အခုလိုမျိုးပေါ့နော်ကိုအတင်းမှာလည်းတကယ်တုံးလို့ရနေတယ်ကစားမားဟိုဘယ်လိုပြောမလဲပိုကောင်းတဲ့ကစားမားရရင်တော့ချရောင်းတာရောင်းအဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ကလူစရင်ပေါ့နော် squad player အဖြစ်လေကျွန်တော်တို့ကလူနေတဲ့အခြေအနေမျိုးမှာ ဒါနာချူလူမျိုးလက်ဖွင်းမှာကောင်းကောင်းကစားနေတဲ့တယောက်ထဲသောကစားမကိုရောင်းချတာကတိတ်တွတ်မှန်တဲ့အချင်းကြီးမျိုးကိုဟုတ်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်။ဒါပေမဲ့လို့ပွဲပြီးတော့သူ့ပြောစကားတွေကြောင့်ဂါနာချူကတော့ဒါအတင်းကတော့ထွက်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဘသူနဲ့ပြန်အစားထိုးနိုင်မလဲဆိုတာကအရန်ကူမူတီရလို့ကျွန်တော်ထင်တယ်။အခုကဂါနာချူရောင်းချပြစ်ခဲ့ရင်တောင်မှကျွန်တော်တို့ကလက်ဖွင်းမှာဆိုလို့ရှိရင်မတီးယက်စ်ကွန်ညာတယောက်ထဲနဲ့ပြီးသွားမယ့်အချင်းကြီး။ဒါဆိုလို့ရှိရင်တော့လာမယ့်ရာသီအတွက်လည်းကျွန်တော်ဘာမှ အဆင်ပြေအောင်မှာမဟုတ်သေးဘူးဗောနော်တော်တော်ကိုအချိန်ကြီးကစူးစူးဝါးဝါကျွန်တော်ဖြစ်သွားအောင်မှာဒါကြောင့်ဗောနော်ကာနာချူနဲ့ကျွန်တော်တွေနေဗောနော်ဒီအချိန်ကြီးကဘာမှလုံးလုံးမရဘူးလို့ကျွန်တော်ပြောရမှာဒါပါကျွန်တော်နောက်ထပ်အပြောင်းရွှေ့တွေကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ဆိုတော့ကာနာချူကန်တာအပီးမှာဗောဗျာဆိုတော့ real betty ရဲ့ဘက်ကတော့ဗောနော်အဲအန်တိုနီဆန်တိုးစ်ကိုအပီးသက်ခေါ်ယူခြင်းနဲ့ဗောနော်ဒီလက်ရှိသူတို့နဲ့အငှားကာလာပြီးသွားပြီဆိုတာနဲ့ betty ကအန်တိုနီဆန်တိုးစ်ကိုဒါအပီးသက်သူတို့ခေါ်ခြင်းနဲ့ သူတို့မင်းတော့အန်တိုနီဆန်တိုးစ်ရဲ့သူတို့အသင်းမှာပြသခဲ့တဲ့ performance တွေကိုသူတို့သဘောကျတယ်။အရင်တုန်းကတော့ဟိုအငှားနောက်ထပ်တရားစီထပ်ပြီးတော့ခေါ်ဖို့တွေ့ရပါတော့သူတို့သူတို့ဆန္ဒရှိတာ။ဒါပေမဲ့လို့အသင်းဘက်ကအမှန်ကန်ရောင်းချဖို့ကြိုးပမ်းနေတယ်ဆိုတော့ဒီရာသီအပြောင်းရွှေ့မှာအငှားစာချုပ်ပြီးတာနေပါတော့။အန်တိုနီဆန်တိုးကို Real Betis ရဲ့ဘက်ကကျွန်တော်ကအပြစ်သက်ခေါ်ခြင်းနဲ့ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ Manchester United ရဲ့ဘက်ကလည်းတချို့ report တွေမှာအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ရှိရင် 35တန်းခန့်ရရင်ကိုပဲအတင်းအပတ်ကလက်လုပ်ဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဒါကလက်ရှိအန်တိုနီဆန်တိုးစ် ਨੇ ပတ်သက်လို့ဆိုတော့ဆန်တိုးစ်ကဘယ်လိုပြောရမလဲဆန်တိုးစ်ရဲ့အချင်းကြီးကတော့ကျွန်တော်တို့ရာတုံးရောင်းပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိလာလီဂါမှာလှုပ်ပြနေနေဆိုတာတွေကလည်းပရီးမီးယားလိမှာကျွန်တော်တို့နေနေပေါ့နော်ဒါလှုပ်ပြနေတာတွေလှုပ်ပြနေတာတွေပဲဒါပေမဲ့ပရီးမီးယားလိမှာကျွန်တော်သူမရဘူးသူသိမင်းလာလီဂါတို့ပရီးမီးယားလိုတွေရဲ့ဂျားထဲမှာကွာဟမှုတွေကအကြီးကြီးတွေရှိရဲ့ဗျာ တော့အန်တိုနီဆန်တိုစီရဲ့အချင်းဒီထားပါတော့ physicality အချင်းဒီပါညာအကုန်လုံးကပရီးမီးယားလိမှာဆိုလို့ရှင်သူဘာကြောင့်ယုံကန်ရလဲဆိုတဲ့အချက်ပဲဒါကြောင့်လက်ရှိမှာအန်တိုနီဆန်တိုစ ਨੇ ပတ်သက်ပြီးတော့ဘောနော်ကျွန်တော်တို့နေလုံးဝဘောနော်ဒီအချင်းဒီကမေးလိုက်တင်နေဘောနော်မေးလိုက်တင်နေရာတုံးကိုကျွန်တော်ရောင်းတင်နေအခုအန်တိုနီဆန်တိုရဲ့အချင်းဒီကကျွန်တော်ကအရှုံးမှာပေါ်နေပြီးသားအော်တန်90ကျော်ကျွန်တော်ပေးပြီးတော့ကျွန်တော်ခေါ်ခဲ့ရတယ်။ဒါပေမဲ့ပြန်ရောင်းတဲ့အခါကျတော့အလွန်ဆုံးရတန်35တန်းပဲကျွန်တော်ရမှာဆိုတော့အရှုံးကကျွန်တော်ပုံနေပြီးသား။တစ်ဘက်ကလည်းလောက်ခလာစားကကျွန်တော်တို့ နှစ်သိန်းလောက်ကျွန်တော်ပေးနေရတယ်။တကယ်လို့ကစားမားတယောက်ကပုံမှန်ပွဲထွက်ခွင့်ရနိုင်တဲ့အခြေချင်းလည်းမရှိဘူး။ဟောကျွန်တော်တို့ကဂိုးတွေဖန်တီးမှုတွေတိုက်စစ်ကစားမားတယောက်ဖြစ်ပြီးတော့ဗောနော်ပွဲတိုင်းကျွန်တော်တို့ပွဲတိုင်းနှီးပါညှော်လင်းလို့ရနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတာကအတင်းမှာဆက်ပြီးတော့ရှိတဲ့ရှိတဲ့အခြေအနေမျိုးဟုတ်မနေဘူး။အာဆင်နယ်မှာဆိုလို့ရှိရင်ဆာကာတို့မာတီနယ်လီတို့ဗောနော်ကိုင်ဟာဘက်တို့မိမိကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီတွင်ကိုဖန်တီးမှုတွေက၃ယောက်စလုံးစီကနေပြီးတော့အမြဲတမ်းညှော်လင်းလို့ကျွန်တော်ရတယ် လေဘာဦးတင်မှာဆာလာလူဝစ်ဒီစ်တူကိုရီကပူတို့စီကနေပြီးတော့ week in week out twin goal တွေဖန်တီးမှုတွေမျှော်လင့်လို့ရတယ်เนาะ Manchester City ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ Haaland တို့ဘယ်တော့ goal သွင်းမလဲပဲကျွန်တော်ကြည့်နေရတာဘယ်နဲ့ goal သွင်းမလဲပဲကျွန်တော်ကြည့်နေရတာเนาะဆိုတော့ဟိုအခုလက်ရှိ Manchester United မှာကျတော့ကာနာချူနဲ့ပတ်သက်လို့ရှိရင်လည်း twin goal နဲ့ဖန်တီးမှုကအမြဲတမ်းမျှော်လင့်လို့မရဘူး Christmas နဲ့ပတ်သက်လို့ရှိရင်လည်းပွဲ၄၀လောက်မှာတကူပဲသွင်းတာเนาะဆိုတော့ဟို Ahmed Diallo ကလည်းကျွန်တော်တို့ဒါ injury ကကျွန်တော်ပွဲ30ရှိရတဲ့15ပွဲလောက်ကဒဏ်ရာရနေတာ ်အန်ရနေတာเนาะသူအန်တိုနီဆန်တိုစ်တို့ဘာလို့ဆိုလို့ရှင်လဲပဲတွင်းကိုးတွေဖန်တီးမှုတွေကမျှော်လင့်လို့မရဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီအချီနီကဘယ်လိုပြောရမလဲဘယ်ကစားသမားစီကမှန်တွင်းကိုးနဲ့ဟွာပတ်သက်လို့ပေါ့နော်ကျွန်တော်ဒါအမှန်ကန် week in week out consistent ဖြစ်ဖြစ်မျှော်လင့်လို့မရတဲ့အချီနီမျိုးဗျာအဲ့လိုမျိုးဆိုတော့မကြိုက်သေးဘူးဆိုတော့ကိုရီနီနဲ့တွင်းကိုးတွေဖန်တီးမှုတွေကျွန်တော်ပေါ့နော်ဆိုတော့ week in week out ကျွန်တော်ဒါအမှန်ကန်မျှော်လင့်မှတော့ကျွန်တော်မျှော်လင့်နိုင်တဲ့ကစားမမျိုးကျွန်တော်ဖြစ်မှကျွန်တော်ရမှာ တော့အဆင်ကမပြေဘူးဗျာเนาะအဆင်ကကျွန်တော်တို့မပြေဘူးเนาะဆိုတော့အဲဒါကြောင့်လောလောဆယ်မှာအန်တိုနီဆန်တိုးစ်တို့ဘာလို့ဆိုတာကလည်းသူ့ဘက်သူဟိုရီယယ်ဘက်တွေမှာဘာပဲလှုပ်ပြလှုပ်ပြเนาะဘာပဲလှုပ်ပြလှုပ်ပြကျွန်တော်တို့လူချင်းနဲ့အတင်းရှိတုံးလက်လွတ်တာပဲကျွန်တော်တို့အကောင်းဆုံးပဲမဟုတ်လို့ရှိရင်လည်းပဲဒီကစားမားတွေစီကနေကျွန်တော်တို့ဘာမှမညှို့လို့အများကြီးမရအတင်းကိုရောက်လာတယ်ဒီတိုင်းဒုံရင်းကဒုံရင်းပဲပြန်သွားမှာပဲဒီလားเนาะဟိုသူ့ဘက်သူ confidence တော့ပိုရှိလာရင်တော့ပြောင်းနေအောင်ပြောင်းနေသွားမှာပေါ့လေเนาะ confidence ရှိလာတဲ့ examiner ကသူ့ကိုယ်သူပြန်ပြီးတော့ယုံကြည်လာတယ်သူလုံနိုင်မယ်ဆိုတော့သိလာတယ်အခွင့်အရေးရရင်ရတယ်လို့ကျွန်တော်အချိန်ဒီကောင်းလာတယ်ဆိုရင်ပြန်ပြီးတော့အဆင်ပြေပြေမှာပေါ့လေဒါပေမဲ့လို့ Amorin လက်အောက်မှာ Nero Nabatan เนาะလဲ Anthony Santos ကိုအများကြီးမျှော်လင့်လို့မရဘူး wing back player တယောက်ဖြစ်လဲ defense ဘိုင်းမှာအားနေချက်ဒီအများကြီးရှိနေတယ်ဆိုတော့ကျွန်တော်မျှော်လင့်လို့ကျွန်တော်မရဘူးဒါကြောင့် Anthony Santos နဲ့ပတ်သက်လို့ရှိရင်ຢ່າတော့ရောင်းချတာကအတင်းတွေအကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် ော်ညီကလို့ရောကျွန်တော်တို့အန်တိုနီဆန်တိုစ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဒါအပြင်ပေါ့နော်မန်ချက်စတာယူနိုက်တက်ကပေါ့နော်ချန်ပီယံစ်လိဝင်ခွင့်မရခဲ့တဲ့အတွက် Adidas နဲ့စာချုပ်ချုပ်ကလေးကစီကံအရာပေါ့နော်ပေါင်၁၀သန်းဒန်ဂျီပီးဆောင်ရမယ်စာချုပ်ကအသက်ဝင်သွားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ကောင်းတယ်ကောင်းတယ်နော်ကျွန်တော်တို့အတင်းကအဖက်ဖက်ကဝင်ငွေတွေရော့နေတာဝင်ငွေတွေရော့မှကျွန်တော်အနေနဲ့ဒီအဝါလေးကထိခိုက်မှာပိုင်ရှင်လေးကထိခိုက်မှာပိုင်ရှင်လေးကထိခိုက်မှာသူတို့ကတိမှာ ိုင်ရှင်နီကကွင်းထဲမှာတော့မန်ချက်စတာယူနိုက်တက်ကခြေစွမ်းနေပါလိပြနိုင်ခြင်းရှိမနေဘူးပုံတိုင်ပက်နေတယ်ဒါပေမဲ့ဝင်ငွေကဒီကောင်းနေအိတ်ကက်ထရန်နေရော့မသွားဘူးဘီကောင်းနေဘာမှလည်းမထိခိုက်ဘူးဆိုရင်ဒီဘဲဒီဘာမှကူးဆိုင်မှာမဟုတ်ဘူးအဲသူတို့မှမထိသေးတာဗျကွင်းထဲမှာမင်းကိုပရိသတ်ဒီလောက်ပဲခံစားရတာကွင်းထဲမှာခြေနေမကောင်းဘူးရှုံးနေပြုတ်တယ်ဖလားတွေမရဘူးဆိုပရိသတ်ဒီလောက်ပဲခံစားရတာနော်ဒါပေမဲ့ဝင်ငွေတွေကကောင်းနေသေးပဲဆိုလို့ချင်းဒီကောင်းနေဘာမှမှုမှာမဟုတ်ဘူးဗျာသိလားနော်ဂလီဇာတို့တုန်းကလို့ပေါ့ကြည့်ရမလားဆိုတော့ဟိုသူတို့တွေ တယောက်ထိခိုက်မှုတွေရှိမှာတကယ်တမ်းဖြစ်နိုင်နေဆိုရင်တော့မှသူတို့စီမှာဗာလဲပွဲသွားကြည့်တဲ့တည်တယ်မလားပရိသတ်တွေကစီဇန်တစ်ကက်ဝယ်ထားတဲ့ကောင်တွေကလုံးဝ short ချပလိုက်ရမှာအမင်းတို့အဲ့ဒါအဲ့ဒါမှပိုင်ရှင်နီယံတိမှာဗျာဒီလားပိုင်ရှင်နီယံသူတို့ဝင်ငွေထိခိုက်မှာသူတို့တိတာနော်အာရှကိုလာကစားမဲ့ယာဒီကုန်ခီးစင်ကနေပြီးတော့ဗာနော်ပေါင်၈တန်းအောင်ရှစ်တန်းကတော့ဟိုဒီငွေတွေကိုဒစိမ့်တစ်ပိုင်းထိပြန်လဲမျှတောင်းအောင်လုပ်ပေးနိုင်မှာဖြစ်တယ်ဆိုပြီးတော့ Telegraph ကပြောထားတယ်ခုနက Adidas ကဗောနော Champions League ဝင်ခွင့်မရတော့ စဲတန်းကူဒီကိုကျွန်တော်တန်ရိုက်တယ်။တန်ရိုက်တဲ့အခါကျတော့လက်ရှိရာသီကြိုးစီစဉ်ဒီကနေပြီးတော့ကျွန်တော်ပေါင်ရှစ်တန်းရတယ်ပေါ့ဒါပါပဲ။တော့အတင်းကအတိုင်းတာတခုဒီငွေဘလူးလှည့်ရမလဲပဲကျွန်တော်ကြည့်နေတာကိုနော်။ပြီးရင်အကျွေးတွေကလည်းကျွန်တော်ကရှိသေးတာ။ Transfer အကျွေးမှာကျွန်တော်တို့ကခေါ်ထားတဲ့ကစားမားတွေကနေပြီးတော့အပြည့်မချီရသေးတဲ့တန်းသုံးရလောက်ကျွန်တော်ရှိနေသေးတယ်။ဒါအပြင်အတင်းရဲ့ပေါ့နော်ကျွန်တော်ပုံမှန်အကျွေးကတန်း900လောက်ကကျွန်တော်ရှိနေသေးတယ်။ဟွန်းဘလူးမှန်အချင်းကြီးကောင်းမနေဘူး။ပုံစံနဲ့တော့ဘလူးမြန်အဲ့အဲ့ဒါကြောင့်ပြောတာဗျာဒီနော်ဟိုမနီက တို့မရလိုက်တဲ့ဖလားကကျွန်တော်လာမယ့်200ကြီး300ကြီးလောက်ထိကိုထိခိုက်မှုရှိတယ်အဲ့ဒါကိုပြောတာယူပါလီဖလားလေးပဲဘာညာကျွန်တော်တော့မထင်နဲ့အသင်းရဲ့ဝင်ငွေပိုင်းမှာထိခိုက်သွားပြီဆိုရင်အဲ့ဒီအသင်းဟာအပြောင်းအရွှေ့မှာအလုပ်လုပ်ဖို့ခေရင်သွားပြီအပြောင်းအရွှေ့မှာအလုပ်လုပ်ဖို့ခေရင်သွားတော့ဒီကစားမားနေပဲရှစ်ဆက်ရတယ်ဆိုရင်ဒီတိုင်းပဲကျွန်တော်ရှိဘာမှတူတက်လာစရာမရှိဘူးဒါကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါနောက်ထပ်200ကြီး300ကြီး400ကြီးလောက်ထိကိုအသင်းကကျွန်တော်တော်တော်ကြီးကိုထိခိုက်မှုကြီးမားသွားပြီးတော့ဘာမှရှိပြီးတော့ကြာကြီးဆက်လို့ရနိုင်မယ်လို့ကျွန်တော် မင်းတော့ဘူးเนาะဆိုတော့ဂျင်းဒီမြိုင်ဒီမှာလည်းတော်တော်ဆယ်ချင်းရင်ယူကြီးတထောင်နီးပါးရှိပါတယ်ဆိုတော့ဒါကတော့မနက်ခင်းမှရထားတဲ့တရင်တချို့ပေါ့လေနေကင်းပိုင်းမှာတော့အသင်းနဲ့ပတ်သက်တဲ့တရင်တချို့ကိုကျွန်တော်ဆက်ပြီးတော့တင်ပေးသွားပါအောင်မယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုဂျင်းဒီမြိုင်ဒီမှာလည်းနောက်ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ